အားလုံးမင်္ဂလာပါရှင်မြန်မာစကားနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့သင်ခန်းစာကတော့ look see နဲ့ watch ဆိုတဲ့စကားလုံးတွေမှာဘာတွေကြွားချလဲဘယ်နေရာမှာသုံးရမလဲဆိုတာကိုလေ့လာမှာပဲဖြစ်ပါတယ်မြန်မာစကားမှာဆိုလို့ရှိရင်လည်းကျမတို့မြင်တယ်လို့ကြည်တယ်လို့ရှိတယ်လို့မျိုးပေါ့နော်အင်္ဂလိပ်စကားမှာလည်းအဲ့လိုမျိုးခက်စင်စင် ဆိုတော့ look see နဲ့ watch ဆိုပြီးရှိတယ်ဆိုတော့ပထမဦးဆုံး see ဆိုတာရင်ကြည့်လိုက်ရအောင် see ဆိုတာဘာကိုပြောရလဲဆိုတော့ကျွန်တော်မြင်တယ်ဆိုတာကိုပြောရပါတော့ဘာမှအိုင်ယိုဆိုင်ပြီးတော့တကူတကကြည့်စရာမလိုဘဲနဲ့တာမမြင်တဲ့အရာမျိုးဆိုလို့ရှိရင်ကျွန်တော် see နဲ့သုံးတယ် see ရဲ့ definition က you notice something with your eyes without trying ကိုဟာတဲ့မျက်လုံးနဲ့စုံတစ်ခုကိုတိလိုက်တာမျိုးပေါ့နော်စူးစားဘာမှစူးစားစရာမလိုဘဲနဲ့မျက်လုံးနဲ့မြင်လိုက်တယ်လို့ပြောတာမျိုးပေါ့နော်အဲ့လိုအရာမျိုးဆိုလို့ရှိရင်စီးနဲ့တုံးတယ်တဲ့ example မှာဆိုလို့ရှိရင် i saw a bird outside of the window အဲ့ဒီအစ်ကိုကငါကငှက်ကိုတဲ့ဗလင်းမောက်အပြင်မှာမြင်လိုက်တယ်ဆိုတော့ဒီနေရာမှာမြင်နေဆိုတဲ့အတွက်သူကဗလင်းမောက်အပြင်ကိုတမင်တကာကြည့်ပြီးငှက်ကိုလိုက်ရှာအမြင်မဟုတ်ဘူးဒီတိုင်းပဲဗလင်းမောက်အပြင်ကိုကြည့်ရင်းနဲ့မြင်တာမျိုးပေါ့နော်ဘာမှအိုင်ုံစိုက်ပြီးတော့စူးစမ်းပြီးတော့လုတ်တဲ့အလုံးမဟုတ်ဘူးဆိုတဲ့အတွက်ဒီနေရာမှာစီးနဲ့တုံးတယ်မြန်မာလိုဆိုလို့ရှိရင်တော့ခုနပြောသလိုပဲတစုံတစ်ခုတဲ့တတိမထားပဲနဲ့မျက်စိနဲ့မြင်လိုက်တာမျိုး right ကြည့်တာမဟုတ်ဘူးမြင်တဲ့အရာမျိုးဆိုလို့ရှိရင်စီးနဲ့သုံးမယ်တဲ့ဒုတိယတစ်ခုကကြောင့် look look ဆိုတာကြတော့ကိုကဟိုတကူးတကကြည့်တာမျိုးပေါ့နော်ခုနကစီးရကြဒီတိုင်းမြင်လိုက်တာအခုကကြတော့ look ဆိုတာကတကူးတကကြည့်တဲ့အခါမျိုးဆိုလို့ရှင် look နဲ့သုံးတယ် definition မှာဆိုလို့ရှင် you move your eyes in a direction to focus on something အတိတ်ပဲဟာဒီစုံတစ်ခုကိုကြည့်ဖို့အတွက်ကိုကိုကနေပြီးမျက်လုံးကိုလွှဲပြီးဥတီပြီးကြည့်လို့ရှင် အဲ့ချိန်မှာ look ဆိုတာကိုသုံးတယ်တဲ့ဥပမာဆိုလို့ရှင်ကျမတို့ကဒီတိုင်းမဲ့နေနေရတယ်အော်မကားလာရင်ဟိုကားကိုကြည့်လိုက်အောင်ဆိုလို့ရှင်ကိုကအဲ့ဒီကားရဲ့ direction ကိုကိုမျက်နှာလှည့်ထားတာမဟုတ်ဘဲနဲ့ကိုကကြည့်ဆိုတော့မှကိုကကြည့်တဲ့အချိန်မျိုးဆိုလို့ရှင်အဲ့ဒါလို့အချိန်မျိုးဆိုလို့ရှင် look နဲ့သုံးတယ်ပေါ့နော် example က look at this photo တဲ့ဆိုတော့ဒီတပုံကိုကြည့်လိုက်ပါအောင်တဲ့ဆိုတော့ကိုကတခြားအလုပ်တစ်ခုလုပ်နေရတယ်ဖြစ်မယ်ပေါ့နော်အဲ့ချိန်မှာဒါကိုကြည့်ပါအောင်ဆိုတော့ တဟုတ်ကကြည့်တဲ့အခါမျိုးပေါ့နော်အဲ့လိုချိန်မျိုးဆိုလို့ရှိရင် look နဲ့တုံးမယ်တဲ့မြန်မာလိုဆိုလို့ရှိရင်ခုနကလိုမျိုးတမင်တကာကြည့်တဲ့အမျိုးဦးတီရတခုကိုတမင်တကာကြည့်တဲ့အချိန်မျိုးဆိုလို့ရှိရင်ね um look နဲ့တုံးနေပေါ့နော်နောက်ဆုံးတစ်ခုကကြာ watch watch ဆိုတာကခုနကလိုမျိုးပဲတခုတကာကြည့်တဲ့အမျိုးပေါ့ဒါပေမဲ့အချိန်ကြာကြာကြည့်လို့ရှိရင် watch နဲ့တုံးနေတဲ့ So the definition မှာက you look at something carefully for a period of time especially when it moves ဆိုတော့ကိုကနေပြီးတော့တဲ့အာယုံစိုက်ပြီးတော့တစုံတစုံတစ်ခုတဲ့အချိန်ကြာကြီးကြည်ရမျိုးတဲ့ especially want to move လှုပ်ရှားနေတဲ့အရာတွေကိုကြည်လို့ရှိရင် watch နဲ့တုံးတယ်တဲ့ example မှာ they are watching a movie they are watching a movie သူတို့ကတဲ့ movie ကိုကြည်ရုပ်ရှင်ကြည်နေရပေါ့နော်ဆိုတော့စဉ်းစားလိုက်ရှိရင်ရုပ်ရှင်ဆိုတာကအကြာကြီးပဲ right လှုပ်ရှားနေတဲ့အဲ့လိုမျိုးတစ်ခုခုအကြာကြီးကိုကြည် as a din လို့ရုပ်ရှင်လို့ဟိုပွဲတစ်ခုခုတော့အဲ့လိုကြည်ပြီးဆိုလို့ရှိရင် watch နဲ့တုံးတယ်တဲ့ အခုကတော့ဒီ၃ခုပါกว่าလဲဆိုတာကိုရှင်းပြပြထားတာပေါ့နော်ပထမအဆုံးတစ်ခုက C C ဆိုတာကမြင်တယ်ဆိုတော့ active နဲ့ passive မှာ solution passive ဖြစ်မယ်။အဲ့ဒါဘာလို့ဆိုလို့ကျင်တာလဲဆိုတော့ကိုကတကူးတကလုပ်ရတဲ့လုပ်မျိုးဆိုတော့အဲ့ဒါကို active လို့ခေါ်တယ်။သူ့လိုလိုဖြစ်တဲ့အရာမျိုးဆိုရင် passive လို့ခေါ်တယ် right ။ဆိုတော့မြင်တယ်ဆိုတာကိုကတကူးတကလုပ်စရာမလိုဘူး။ကိုကြည့်စရာမလိုဘဲနဲ့မြင်တယ်ဆိုတဲ့အတွက်ဒီနေရာမှာ solution passive ဖြစ်မယ်။ သူနဲ့ကွာတာက look နဲ့ watch နဲ့ကြတော့တကူတကကြည့်ရတယ်ဆိုတဲ့အတွက်သူတို့နှစ်ခုလုံးကကြာ active ဖြစ်မဲ့ပေါ့နော်အချိန်တိုင်းတာ duration အရာဆိုလို့ရှင် see ဆိုတာကမြင်တယ်ဆိုတဲ့အတွက်သူကလျှက်တစ်ပြက်ဖြစ်သွားပါပေါ့နော် instance ချက်ချင်းဖြစ်သွားတဲ့အရာမျိုးဒါပေမဲ့ look ဆိုတာကကြတော့ အချိန်အတိုးတွေမှာဖြစ်တာမြေဥပမာဆိုလို့ရှိရင်ဒီပကြီကိုကြည့်ပါအောင်လို့ဒီဓာတ်ပုံကြည့်ပါအောင် right တခုခုကိုကပြတာမျိုးဆိုလို့ရှိရင် look နဲ့တောင်းနေဆိုရဲတော့ဒါကကျတော့ short period အတွင်းမှာဖြစ်တယ်ပေါ့နော် watch ကကျတော့သူကအချိန်တိုင်းတာအကြာကြီးထိုင်ပြီးကြည့်ရတာမျိုးခုနပြောခဲ့သလိုမျိုးဘောလုံးပွဲတို့ um ကျောရှင်ကြီးလာဘောနော်အဲ့လိုမျိုးဆိုရတော့သူကအကြဆုံးဖြစ်တယ်တဲ့ဆိုတော့ကွာရာကတော့စီးဆိုတာကကျွန်တော်တို့ သူပတ်တာသူမြင်တဲ့အရာမျိုးပေါ့နော်မြင်မှလို့ဆိုမြင်တယ်လို့ပြောရဲ look နဲ့ watch နဲ့စတော့ကြတော့ကြည့်တယ်ဒါပေမဲ့အချိန်ကြာကြီးကြည့်တယ်ဆိုလို့ရှင် watch ဖြစ်မယ်အချိန်အနည်းငယ်အတွင်းမှာပဲကြည့်တယ်ဆိုလို့ရှင် look နဲ့သုံးမယ်ပေါ့နော် see ကကြတော့ i see a bird i see a bird ဆိုတာကငါကငါကိုမြင်တယ်လို့ပြောတယ်ပေါ့နော်အဲ့လိုမျိုးဒုတိယတစ်ခုကကြတော့ look at the sky look at the sky ဆိုကောင်းကင်ကိုကြည့်လိုက်ပါဦးနဲ့ကောင်းကင်ကိုကြည့်လိုက်ပါဆိုတော့တနားကြီးနှစ်နာရီထိုင်ကြည့်စီရမလို့ right ကိုက deliver ကြည့်လိုက်တဲ့အရာပုံစံမျိုးဆိုရတဲ့အတွက်အာ look နဲ့တော့နေနောက်ဆုံးကတော့ she is watching a show သူမကလည်း show ကြည့်တယ်တဲ့ဆိုရတဲ့ show ဆိုတော့ဥမာဆိုလို့ရှိရင်လို့အပိုင်းပိုင်းနေအများကြီးပါတာမျိုးလည်းဖြစ်ဖြစ်မှာ right ဆိုတော့အချိန်ကြာကြည့်ရပေါ့အဓိကပြောချင်တာအဲ့လိုမျိုးဆိုလို့ရှိရင်ဒီနေရာမှာ watch နဲ့တော့မယ်အခုဒီ ASMR set နှစ်ခုကိုကြည့်လိုက်အောင်ပထမအဦးဆုံးတစ်ခုက I see people walking outside I keep people walking outside ဆိုတာကအပြင်မှာလူတွေလမ်းလျှောက်နေတာအမြင်နဲ့ဆိုတော့အခုဟာသူကတကူးတကိုင်းအပြင်မှာဘာသူရှိလဲလို့သွားကြည့်ရအရာမျိုးမဟုတ်ဘူးဒီတိုင်းပဲအပြင်မှာလူတွေလမ်းလျှောက်တာအမြင်နဲ့လို့ပြောတာ right ဆိုတော့သူက C နဲ့တုံးတယ်ဒုတိယတစ်ခုကကျတော့ I look at them to check what they're doing သူတို့ဘာလုပ်နေရလဲသိဖို့အတွက်ကိုတော့ငါသူတို့ကိုကြည့်လိုက်တယ်တဲ့ဒီနေရာမှာသူတို့ကအကြာကြီးထိုင်ကြည့်ရပြီမဟုတ် right တကူတကတော့ကြည့်တယ်ဒါပေမဲ့အကြာကြီးမဟုတ်ဘူးဆိုတော့အဲ့အတွက် look နဲ့တုံးတယ်နောက်ဆုံးတစ်ခုကကြတော့ I watch them play football တို့အာဖုတ်ဘောကစားတာပေါ့နော်ဘောလုံးကန်တာအောင်ငါကြည့်တယ်လို့ပြောတာအဲ့လိုဆိုရတဲ့ဒီညမှာဘောလုံးကန်တယ်ဆိုတာအချိန်ကြာတယ်ဆိုတော့ပထမတစ်ခုကကြတော့တကူတကကြည့်ရဲ့ဒုတိယတစ်ခုကကြတော့အချိန်ကြာတယ်ဆိုတော့တော့ဒီတရားမှာ watch နဲ့သုံးတယ်ပေါ့နော်ဒုတိယ assessment set ကကြတော့ look at this painting look at this painting ဆိုဒီပစ္စည်းကကိုကြည့်လိုက်ပါအောင်နဲ့ဆိုတော့ဒီညမှာပထမတစ်ခုကကြတော့သူက active ဖြစ်တဲ့တကူတကကြည့်ရတယ် right ဒုတိယတစ်ခုကကြတော့အာခဏလေးပဲကြည့်ရတယ်ဟာပဲ painting ကိုနိုင်လိုက်ထား ထိုင်ပြီးကြည့်စရာမလိုဘူး right လှုပ်ရှားနေရလည်းမရှိဘူး painting ဆိုရက်အတွက်ဒီနေရာမှာ look နဲ့သုံးတယ်ဒုတိယတစ်ခုကကြတော့ did you see the news တဲ့တင်းကိုတွေ့ခဲ့လားတဲ့တင်းကို တွေ့လာပေါ့နော်ဒီနေရာမှာ did you watch the news ဆိုလည်းပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်နှစ်ခုကွာစားချက်ကိုကျွန်မနောက်ထပ် slice မှာရှင်းပြမယ်ပေါ့နော်အခုကတော့သူကသတင်းကြည့်ခဲ့လားသတင်းဒီသတင်းကိုမြင်လားလို့ပြောချင်တာမျိုးသိရမလားဥပမာဆိုလို့ရှင်တခုခုသတင်းထုတ်ရတဲ့အရာမျိုးဆိုအဲမနေ့ကဟိုအဲ့သတင်းကြားသေးလားအဲ့လိုပုံစံမျိုးဆိုလို့ရှင် did you see the news ဆိုပြောလို့ရတယ်နောက်တစ်ခုကချာနောက်ဆုံးတစ်ခုက we watch a movie last night we watch a movie last night ဆိုတော့ငါတို့ကမလေးညာတော့ကရုပ်ရှင်ကြည့်တယ်တဲ့ဆိုတော့ရုပ်ရှင်ကြည့်ရဆိုတော့ကခုနကပြောခဲ့သလိုမျိုးအချိန်အကြာကြီးရှိကြည့်ရတယ်ဆိုတော့အတွက် watch နဲ့သုံးမယ်အခု did you see the news နဲ့ did you watch the news နဲ့ဘာကွာလဲဆိုတော့ကြည့်လိုက်ရအောင်ဆိုတော့ did you see the news about the earthquake နင်းဒီငလျင်လှုပ်တဲ့အကြောင်းကိုသတင်းမှာတွေ့လာလို့ပြောရမျိုး right ဆိုတော့အဲ့ဒီအတိတ်ပဲ ਆ you are asking if they heard or become aware of it အခြေပဲဟာနီတီသတင်းကိုကြားပြီးပြီလားသိပြီးပြီလားလို့ပြောချင်တာမျိုးပေါ့နော်အခုဒုတိယဟောင်းရှင်းပြလိုက်ပို့ပြီးရရှင်းသွားလိုက်မယ်ဆိုတော့ဒုတိယတစ်ခုကကြာ Did you watch the news last night နင်ညာတော့ကသတင်းကြည့်သေးလားတဲ့ဆိုတော့ you are asking if they actually sat down and view the full program ဆိုတော့တကယ်လို့များကိုက တင်ဟိုညညညနေဆိုလို့ရှိရင်ညနေ9:00နာရီသတင်းမဲထားပါအောင်เนาะအဲ့လိုမျိုးကြည့်တယ်ဆိုလို့ရှိရင်အော်ညနေကြလို့ရှိရင်သတင်းထိုင်ပြီးကြည့်တယ် right သတင်းကိုထိုင်ပြီးရကြည့်ရတကူတကအဲ့လိုမျိုးဆိုလို့ရှိရင် watch နဲ့တော့နဲ့ပေါ့နော်တကယ်လို့များကိုကသတင်းကြည့်တာတော့မဟုတ်ဘူးဒါပေမဲ့ဥမာဆိုလို့ရှိရင် breaking news ဖြစ်လို့မြင်လိုက်တာမျိုး right အဲ့လိုမျိုးဆိုလို့ရှိရင် ဒါကကြာစီးနဲ့တောင်းနေပေါ့နော် make sense ဖြစ်လားမသိဘူးတခုကကြာစီးနဲ့တောင်းလို့ရှိရင်ကိုကတကူးတကကြည့်တာမဟုတ်ဘူးကိုကရုပ်ရှင်ကြည့်နေရင်လည်းဖြစ်ရင်ဖြစ်မှာ breaking news ဆိုပြီးတော့သတင်းအရေးကြီးတဲ့သတင်းဆိုပြီးတော့ပေါ်လာတဲ့ဟာမျိုးဆိုလို့ရှိရင်ကိုကအဲ့ဒါကိုမြင်လိုက်တာ right ဒီကကြည့်နေတာမဟုတ်ဘူးနောက်တစ်ခု watch နဲ့တောင်းမယ်ဆိုလို့ကြည့်ရင်ကြတော့ကိုကညက်နေလိုက်သတင်းထိုင်ပြီးကြည့်တာမျိုးပေါ့နော်အဲ့လိုမျိုးကြွားတယ်ပြီးသွားလို့ရှင့်နောက်တစ်ခွာကျတော့အဲ့လိုမျိုးတတိထားပြီးမှတ်တက်တဲ့ဟာလေးပေါ့နော်နောက်တစ်ခွာကျတော့ uh, look out versus watch out နောက်ခုလုံးကတော့တတိထားပါလို့ပြောတယ်ဒါပေမဲ့ဘာမတူလဲဆိုလို့ရှိရင်ဒီမှာပြောက်မှာပြောထားတာ both look out and watch out i use as warning look out ဆိုတာ watch out ဆိုတာဟာတဲ့ warning ဆိုတာဒီဘေးအနေနဲ့သုံးတာမျိုးတဲ့ and in most situation they are interchangeably အများအားဖြင့်ကတော့သူတို့နှစ်ခုလုံးကတဲ့ interchangeably ဆိုတော့ တစ်ခုပေါ့တစ်ခုတုံးလို့ရတယ်အဲ့ဒါပဲတူတူပဲလို့ပြောချင်တာမျိုး but here's a small difference ဒါမဲ့ကွာခြားချက်နည်းနည်းရှိတာကတဲ့ look out look out ဆိုတာကတဲ့ a quick alert to direct your eyes toward danger ဥမာဆိုလို့ရှင်ကိုရှိရနေပြီးကားလာတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှင်ကိုရှိမှာကားလာတယ်ဒါမှမဟုတ်လို့ရှင်အကောင့်တစ်ကောင်ကောင်ဖြတ်လာတယ် right ညက်တွေပါတဲ့တိုင်းမိမှာဆိုတာမျိုးအဲ့လိုမျိုးဆိုလို့ရှင် look out လို့ပြောလိုက်တာ right ဆိုတော့အရှိမတကယ်အန်ဒီရပေါ့ကိုအသားအထိဘယ်လို physically နာကျင်နိုင်တဲ့ and အနေနဲ့လာလို့ရှင် mostly လက်ကလို့ပြောရတဲ့ဒုတိယတစ်ခုကကြာ watch out watch out ဆိုတာကကြာတော့ a stronger alert to stay alert be careful and prepare to react watch out ဆိုတဲ့အဓိပ္ပာယ်အဲ့ဘယ်လိုမျိုးလဲဆိုလို့ရှင်ကို stay alert ဖြစ်ဖို့ပြောတာပေါ့နော်ကိုအာပတ်ဝန်းကျင်ကိုယူဆိုင်ဖို့လို့ဒီမှာဥပမာဆိုလို့ရှင်ထားပါတော့ကိုကညဘက်လှုပ်လှုပ်တယ်ပဲထား right ညဘက်လှုပ်လှုပ်တယ်ဆိုလို့ရှင် supervisor 7နှစ်နိုင်မှလာပြီး check လုပ်တယ်ပဲထား right ဥပမာပြောပြပါပေါ့နော်အဲ့လိုမျိုးဆိုလို့ရှင် hey watch out ဒီမှာအဲ့လိုမျိုး be careful လို့ပြောချင်တာမျိုး right အဲ့လိုမျိုးဆိုရဲတော့တခုခုဖိတ်ကြမှာဆိုလို့ရှိရင် watch out လို့ပြောရမှာ right တခုခုလက်ထက်မှာ gain နေဟာဖိတ်ကြရဲဆို look out လို့ပြောလို့မရအောင် right watch out လို့ပြောရဲအဲ့လိုမျိုးပေါ့အနည်းငယ်ပဲအာနှစ်မျိုးလုံးတော့သုံးလို့ရတယ်ဒါပေမဲ့သူတို့မှာ different ဖြစ်တဲ့နေရာလည်းရှိတယ်ပေါ့နော် alright ဆိုတော့အခုပြောသွားတဲ့စကားလုံးသုံးလုံးက cut တော့မ cut ဘူးပေါ့နော်ဆိုတော့ကျွန်တော် practice test လေးလုပ်ကြည့်အောင်ဆိုတော့ပထမဆုံးတစ်ခုက did you blank the movie last night နေညာတော့ငါရုပ်ရှင်ကြည့်လာလို့ပြော right ဒီနေရာမှာကြည့်တယ်ဆိုတော့ကိုကပထမစဉ်းစားမှာကိုကတကူးတကလောက်လာဆိုတာ right okay ငါကြည့်တယ်ကြည့်တယ်ဆိုတော့ movie ဆိုတော့တော်တော်လေးလားရှည်လားဆိုရွှေရှည် right ဆိုတော့တော့ဒီနေရာမှာ did you watch that movie last night ဆိုပြီးတော့ပြောမယ်ဒုတိယတစ်ခုကကြာ please blank at this photo do you recognize anyone သူကဒီတပ်ပုံကိုချီတဲ့ do you recognize anyone ဆိုတာတခုခုမှတ်မိလားမျိုးမှတ်မိလားမျိုးဒါမှမဟုတ်သိလားလို့တရားကိုသိလားလို့မေးတာပေါ့နော်ဆိုတော့တပ်ပုံကိုပြပြီးချစ်ခိုင်းနေဆိုရဲအတွက်ဒီနေရာမှာကိုကတကူတကလောက်ရတယ်ဒါပေမဲ့တပ်ပုံချီရဲဆိုတာကခဏလေးဆိုရဲအတွက် please look at this photo ဆိုပြီးတော့ဖြစ်မယ်တတတခုက i can't blank anything without my glasses. ငါမြင်မှမပါဘဲနဲ့ဘာမှမမြင်ရဘူးလို့ပြော right မြန်မာလိုမှာဆိုလည်းမြင်မြင်ရဘူးဆိုတဲ့အတွက် I can't see anything without my glasses. Number 4 they love to blank football every week စနေတနင်္ဂနွေနေ့တိုင်းနဲ့ football ဆိုတော့ဒီဘောလုံးကဘောလုံးကစားတာကိုချိရတာကြိုက်တယ်လို့ပြောတာကြိုက်တယ်ချိရတယ်ဆိုတဲ့အတွက်ဒီနေရာမှာဘောလုံးကိုတကူတကဘောလုံးပွဲတကူတကချိရ right ဆိုတော့ဘောလုံးပွဲကတူတူလေးလားရှည်လားဆိုတာပဲချိအောင်ဘောလုံးပွဲဆိုတာရှည်ကြည့်ပြီးွားရင်လှုပ်ရှားတဲ့လူတွေပါတယ်ဆိုတဲ့အတွက်ဒီနေရာမှာ they love to watch football every weekend နောက်တစ်ခုကကြတော့ blank out there's a car coming ကားလာနေတယ်တဲ့ကားလာနေရဲ့ဒီနေရာမှာဆိုလို့ရှိရင်ခုနပြောသွားသလိုမျိုး look out နဲ့ watch out နဲ့ရှိမှာပေါ့နော်ဆိုတော့နှစ်မျိုးလုံးတော့မှန်တိုင်းပြောရင်သုံးလို့ရတယ်ဒါပေမဲ့ကားကတကယ် physical ပေါ့နော်ကိုနာကျင်အောင်ဖြစ်နိုင်တယ်တကယ်ဟိုထိတွေ့လို့ရအရာမျိုးပေါ့နော်အဲ့လိုမျိုးဆိုရတဲ့အတွက်သူက look out နဲ့ပို့ပြီးသုံးတယ်တဲ့ဒါပေမဲ့ watch out နဲ့သုံးလိုက် I don't see the problem not to cook we went outside to blank the star. 这里有几部电影，若电影出大了嘞，所以今年阿妈哥啊，这有七星级别了。OK，这系列属于变来，那乐可能都冇过。那咱们明说这多几页，所以先 A C C 努力，呃，time A C C 来比几嘞，也没有 right。所以多今年阿妈，we went outside to watch the stars. Not the cook she didn't blank me at the party. ငါကိုဖာချီမာဒီကောက်မလေးကမမြင်ဘူးလို့ပြောမှာ right မကြည့်ဘူးလို့မဟုတ်မမြင်ဘူးဆိုတဲ့အတွက်မြင်တယ်မမြင်ဘူးဆိုတာကသူကတမင်လောက်တဲ့အရာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတဲ့အတွက်နေရာမှာ C ကိုတောင်းတယ်ဆိုတော့ she didn't see me at the party နောက်တစ်ခုက can you blank the baby while i cook ငါ ဟင်းချက်နေတဲ့အချိန်မှာနင်ကလေးကိုကြည့်ပေးလို့ရမလားဆိုတော့ကလေးကိုကြည့်ပေးစဟင်းချက်တယ်ဆိုတာတကူကကျတော့ intentionally ပေါ့နော်တကူတကလောက်ရတဲ့အရာနောက်တစ်ခုကကျတော့ကလေးကိုကြည့်ရဲဆိုတာအချိန်ကြာကြီးကြည့်ရတဲ့အရာဆိုတဲ့အတွက် can you watch the baby while i cook watch နေတော့နေနောက်တစ်ခုက i always blank the sunrise when i wake up early ငါစစောထားလို့ရှိရင်ငါကနေထွက်တာကိုကြည့်တယ်တဲ့ဆိုတော့နေထွက်တာဆိုတာကပထမအဦးဆုံးဒီမှာသိရမှာကနေထွက်တာကိုသူကကြည့်တယ်ဆိုတော့ဒါတခုတကကြည့်တာ right ဒုတိယတစ်ခုကကျတော့နေထွက်တာကချက်ချင်းကြည့်ပြီးတော့တစ်စက္ကန့်ချင်းပြန်လာမျိုးမဟုတ်ဘူး right ခဏလေး link ဟိုဘယ်လိုပြောမလဲခဏလေးအချိန်အတူလေးမဟုတ်ဘူးဆိုတော့ဒီနေရာမှာ watch နဲ့တောင်းမယ် i always watch the sunrise when i wake up early နောက်ဆုံးတစ်ခုက he didn't blank the sign so he missed the turn သူကမကမောက်လို့ရှိရင်ကျမတို့မှာ sign တွေရှိရ right ဒီနေရာမှာကိုယ်တားတော့ဒီနေရာမှာရက်ရမယ်အဲ့လိုမျိုးပေါ့နော်သူကအဲ့ဒီ sign ကိုမမြင်တဲ့အတွက်တဲ့သူဒီကိုယ်ဖို့အတွက်ကိုကြော်သွားတယ်အဲ့လိုပြောချင်တာမျိုးအဲ့လိုဆိုရတော့ဒီနေရာမှာမြန်မာလိုပြောရလဲသူ sign ကိုမမြင်ဘူးလို့ပြောရ right သူမကြည့်တာမဟုတ်မမြင်ခဲ့တာဆိုရဲအတွက် he didn't see the sign so he missed the turn okay so ဒီ practice exercise တွေပြီးသွားရဲ့ချိန်မှာကျွန်တော်နားလိုက်မယ်လို့ညွှန်လိုက်နေပေါ့နော်အခုခါလေးက review ပေါ့ဆိုလို့ရှိရင်ပထမအုပ်ဆုံး C ဆိုတာကတဲ့ unplan noticing ကိုကအကျိုးတင်မိစီစဉ်ထားတာမဟုတ်ဖယ်နဲ့တစုံတစ်ခုကိုသိလိုက်တာမျိုးမကြည့်ပဲနဲ့ညင်တာမျိုးကွာသိရမလားအဲ့လိုမျိုးဒုတိယတစ်ခါကျတော့ look look ဆိုတာက intentional direction သူကရည်ရွယ်ချက်နဲ့ပေါ့နော်တကူးတကကြည့်လာမြည်ရည်ရွယ်ချက်နဲ့ကြည့်တယ်နောက်တစ်ခုမှမမြတ်မှာကသူကအချိန်အတိုပဲပေါ့နော်နောက်ဆုံးတစ်ခုကကြ watch watch ဆိုတာက observe movement over time အချိန်အကြာကြီးလှုပ်ရှားမှုကိုကြည့်လို့ရှင် watch နဲ့သုံးတယ်ခုနကလိုပဲသူကတကူးတကကြည့်ရမှာပါတယ်ဒါပေမဲ့အချိန်အကြာကြီးကြည့်တာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှင်ရ watch နဲ့သုံးမယ် All right ဒီ video လေးစောင့်ကြည့်ကြည့်ပဲတချင်စမြိုင်တင်ပါတယ်။အာကျွန်မနားလဲလိမ့်မယ်လို့ညွှော်လိုက်နေပေါ့နော်။တကယ်လို့များမေးချင်တာရှင်းတာအောက်က comment မှာမေးခဲ့လို့ရပါတယ်။ Thank you. You have a good day.